မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့စာရေးဆရာအကယ်ဒမီဦးသူမောင် ရေးသားသော ခလုတ်တိုက်မိသောဇယိုက်များစာအုပ်မှစက်ကြဝဠာကဘာမြေမူထိုးပေါက်လို့ကြားရပါစေသတည်းဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒ္ဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါဦးရှင် ကျေးလက်ပြည်သူအများစုချစ်ခင်နှစ်သက်သောအမှုပညာရှင်အချို့ကိုဖော်ပြလက်ဆောင်မှုဤစာစုကိုဆက်လက် ရေးပြတော်လဲယခုဖော်ပြမည်အကြောင်းအရာမှာ1989ခုနှစ်ဇူလိုင်လတော့ငွေတာရီမဂ္ဂဇင်းတွင်ဝိတ္ထုတို့ပုံသဏ္ဍာန်ဖြင့်ရေးဖွဲ့ခဲ့ပြီးသားဖြစ်ပါသည်ပြန်လည်ဖော်ကျူးလိုသောနောက်တစ်ကြောင်းမှာထိုဝိတ္ထုကိုပုံနှိပ်ဖော်ပြပြီးစားကဂျပန်နိုင်ငံရှိဖောင်ဒေးရှင်းတစ်ခုမှဘာသာပြန်ဆိုရန်တောင်းယူသွားခဲ့သောကြောင့်ဖြစ်၏ ်ဆိုလိုသည်မှာထိုဝိထုတို့ပါအကြောင်းအရာသည်အမှုပညာသည်အများစုနှင့်ပတ်သက်နေမှန်းသိသာနေခြင်းပင်ဖြစ်၏ထို1989ခုနှစ်တဝိုက်တွင်ကျွန်တော်သည်စာပေဟောပြောဝဲခရီးမြောက်များစွာတွားရောက်ခဲ့ရ၏ပွဲတော်တော်များများတွင်လည်းရခိုင်အဖက်ကဖော်ပြခဲ့သောမင်းသားကြီးရွှေဘအကြောင်းများဤသူအလင်းကားကြောစွာရွှေမန်းတင်မောင်အကြောင်းကိုလည်းဟောပြောခဲ့ပါသည်ရွှေမန်းဥတင်မောင်ကိုကျွန်တော်ကောင်းစွာမမိလိုက်ပါသူကွယ်လွန်တော့ကျွန်တော်မှလူငယ်များသာရှိပါသေးသည် ူ၏ဇပွဲကိုပဲငယ်စဉ်ကတခါတာကြည့်ဘူးပါသည်ဆိုပါစို့ရွှေမန်းတင်မောင်၏ပြိသက်တရားကိုကျွန်တော်မဖြစ်ခဲ့ပါသို့တော့ကျွန်တော်၏အတော်တယောက်ကမူရွှေမန်းတင်မောင်၏အဓိကတွဲဖက်မင်းသမီးဖြစ်ခဲ့ဘူး၏အောင်တန်းတင်ပင်ဖြစ်ပါသည်တစ်ချိန်ကရွှေမန်းတင်မောင်အောင်တန်းတင်အတွဲသည်နာမည်အလွန်ကြီးပါသည်ဒေါ်လေးဒေါ်အောင်တန်းတင်ကရွှေမန်းဥတင်မောင်သူပြိသက်ပေါ်ထားရှိသော ကာရဝတရားကိုကျွန်တော်အားပြောပြဦးပါသည်ဇက်စီယာကပြိသက်ကိုထီချင်းငါးပါးနဲ့ကရော့တက်တဲ့တာရဲ့ ဟာဇမင်းသားဆိုတာညတိုင်းကြော့ပန်းစင်ရတာပဲတော်လေးရာမဟုတ်သေးဘူးကွဇက်စီယာက တကယ့်ကိုထိုင်ပြီးရူးရူးသေးသေးကြော့တာပါတော်လေးကကျွန်တော်အားအဖြစ်အပျက်တစ်ခုပြောပြပါသည်မြမပြေနှံ့တောရုံမျိုးပါမကျန်းရွှေမန်းဇက်သပင်ကြီးလှဲ့လေဖြောပြခဲ့ရာတနေ့တွင်အညာကျိလက်ဒေတာတစ်ခုသို့ရောက်၏ညာပိုင်းဇက်ကဖို့အတွက်နေ့လေနေခင်းမှာအနားယူကြရ၏ဒေါအောင်တန်းတင်တို့လည်းအိတ်ဆက်နားနေကြ၏ ရွှေမန်းဥတီမောင်ကပလက်ကလထိုင်းတလုံးဖြင့်ညနိုင်ကာယာမီဇက်စာများကြက်မှတ်နေထိုစဉ်ဟဲ့ဟဲ့အောင်တန်းတင်လာစမ်းလာစမ်းဟုအရေးတကြီးခေါ်သဖြင့်အောင်တန်းတင်သည်အိယာထဲမှလူလဲထလာခဲ့ရ၏ဇက်စရာနီးသို့ရောက်သောခေါမကြည်စန်းခွဲဒုပရိသတ်တွေပင်မလိုက်တာဟုညွှန်ပြသဖြင့်ကြည်လိုက်ရာဇက်ယုံအပြင် နေဘူးကျဲကျဲကြီးအောက်ကိုင်းမြင်တဲ့တွင်ရွှေမန်းကြည်မီဟုကျဲလက်တော်ရများမှလာကြသောလှဲတက်ကြီးများကိုတွေ့ရ၏ ညပိုင်းရှင်မန်းကြီးမဟဲ့ဟုခုလိုနေလကင်းနေပူကြီးထဲမှာသူတို့လာ၍စောင့်ကြည့်ကြရည်။ကလဲများကိုဝိုင်းလျက်ထမင်းချက်သူချက်ဈေးရောက်လူရောက်ရှိနေကြရည်။တန်းတည်းအဲ့ဒီနေပူတဲ့ဒုက္ခခံပြီးစောင့်နေသူတွေဟာငါတို့ရဲ့ထမင်းရှင်ကျေးဇူးရှင်တွေပဲကွယ်။ကိုင်းတို့ကတော့ကြရအောင်ဟုပြောပြီးဇက်စင်ပုံတော်ွယ်ကြမှာတယိုတသွေးထိုင်၍ကတော့ကြပါသည်တဲ့။ ထိုကိစ္စကိုသူတို့နှစ်ယောက်သာသိပါသည်ထိုအကြောင်းကိုပြန်ပြောရ၌အဲ့ဒီလောက်ပြိသက်ကိုယူသေးလေးစားလို့လဲရွှေမန်းဥတည်မောင်ဟာအမြဲတမ်းအယောင်မမိန်နဲ့အမှုပညာသည်ဖြစ်နေတာပါပဲခမရဟူ၍စာပေဟောပြောပွဲမှာကျွန်တော်အနာသက်လေးရှိပါသည် စာပေဟောပြောပွဲတွေမှာရွှေမန်းတင်မောင်ကျောင်းထည့်ပြောတတ်သည့်ကြတော့သူသားကြီးကိုညွန့်ဝင်းအကယ်ဒမီညွန့်ဝင်းကအဖေအကြောင်းခမည်းပြောတယ်ဆိုတာကြားရတယ်။ကျွန်တော်ကိုပြန်ပြောပြပါလားဆိုတဲ့ဖြင့်ကျွန်တော်ကဒေါအောင်တန်းတင်ပြောပြသောကြတော့ကန်းကိုရှင်းပြရာကိုညွန့်ဝင်းမျက်ရည်လဲသွား၏။ဒီကြောင်ကျွန်တော်တို့တော့မသိပါဘူးဗျာဟုဝမ်းနေပလက်ဆို၏။ တကယ်တော့မူထို့ကဲ့သို့ပရိသတ်ကိုတိတ်တခိုးကြတော့ခြင်းကပဲရွှေမန်းတင်မောင်ကြီးကြွားဝါမှုကင်းသောတစ္ဆာမြစ်တာနဲ့တရားတရားမဟုတ်ပါလားအထက်ပါအကြောင်းတွေပြောဆိုပြီးနောက်မင်းသားညွန်ဝင်းကသူ၏အတွေ့အကြုံတစ်ခုကိုကျွန်တော်အားပြောပြပြန်ပါသည်သူနာမည်ကြီးစာရောက်လျာရက်မှာညွန်ဝင်းဆိုပြီးရှမ်းရှမ်းတောက်ခဲ့ရာတနေ့တွင် ရုပ်ရှင်ရိုက်ကိုရန် တောင်ပေါ်တောတန်းတစ်ခုသို့ရောက်ခဲ့၏ထိုဒေသကကားလမ်းမပေါက်သေးသောအလွန်ခေါင်းသောဒေသဖြစ်၏ ထိုချိန်တွင်ရှင်မန်းဥတ္တမောင်းကွယ်လွန်ခဲ့ပြီးဖြစ်ပါသည်သူတို့ဝေးသည်ခေါင်းသောအကျိလက်ဒေသရောက်တော့လဲမင်းသားညွန့်ဝင်းကိုမြင်ဘူးတွေ့ဘူးသူတွေဝိုင်းဝိုင်းလည်ခဲ့။ဒါတောင်ထိုစဉ်ကခုနေခါလို TV တွေပါတွေမပေါ်သေးပါ။ကျွန်တော်ဖြင့်ငါကွညွန့်ဝင်းကွလို့တောင်ဘဝင်ကလေးမြင်မိပါရဲ့။ဘာကြောင့်လဲဆိုတော့ဝိုင်းဝိုင်းလည်နေတဲ့ပြိသက်တွေကြားတွေမှာအဖို့အဖွားတွေလည်းပါဝင်နေတာကိုဟုရိုးစင်းစွာပင်ပြန်ပြောပြပါသည်။ကိုညွန့်ဝင်းသည်သူ့အဝန်းရံနေသည့်ပြိသက်တွေထဲက အသက်80ခန့်အဖွားအိုကြီးတဦးထံရှောက်သွားခဲ့ပြီပြိတက်ကိုနှုတ်ဆက်သည့်သဘောဖြင့်လဲထိုအဖွားအိုကိုတရုတ်တရဖေးမှရင်အမေကြီးနေကောင်းရဲ့လားကျွန်တော်ညွန့်ဝဲမှာဟုနှစ်သိမ့်စကားဆိုလိုက်အမေကြီးနေကောင်းရဲ့လားကျွန်တော်ညွန့်ဝဲမှာဟုနှစ်သိမ့်စကားဆိုလိုက်ထိုအခါအဖွားအိုသည်မှုန်တီးသောမျက်လုံးများကိုမှေးမေးပြူကာကိုညွန့်ဝင်း၏မျက်နှာကိုသူ့လက်ဝါးကြံကလေးများဖြင့်ပုတ်သက်ကင်တွဲကြည့်လိုက်၏ ြီးမှအော်အမေကြီးကကိုတင်မောင်သားဆိုလို့လာကြည့်တာပါဟုရိုးရိုးကြီးပြန်ပြောပါသည်တဲ့ကျွန်တော်ပြောလို့ဒီမှာအမှုပညာရှင်တယောက်တည်းပရိသတ်ကိုလေးစားယုံမျှတာမကရင်းနှဲအသေးသေးကနှစ်နှစ်ကာကချစ်ခင်ရမည်မိဘတစ်ဖွဲ့လည်းယူသေးကန်းဆိုင်ရမည်ထို့အခါပရိသတ်သည်အမှုပညာရှင်ကို တုံ့ပြန်မြစ်တာထားလိုက်ပြီတာသမီတစ်ဖွဲ့လည်းအလေးထားလာလိုက်ပြီထို့အမှုပညာရှင်တသက်သာမကသူ၏တာသမီများထိချစ်ခင်နှစ်သက်ပေးလိုက်မည်ဟု၍ဖြစ်ပါသည် ဒါကြောင့်လဲထိုအပြစ်ပြက်ကိုကျွန်တော်ကဝတ္ထုရေးခဲ့တော့အခါနိုင်ငံရဲ့ချားမှဘာသာပြန်ဆိုရန်ကျွန်တော်ဝတ္ထုကို တောင်းခံခြင်းဖြစ်သည်ဟုကျွန်တော်ယုံကြည်ပါသည်။ဒီဗီဒီယိုလေးကိုစုံထိကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျွန်တော်ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးကြပါဦးရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။